မင်္ဂလာပါ Listener Heaven Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီဒီခါမှာတော့1966ခုနှစ်ဇွန်လထုတ်ငွေတိုင်းမဂ္ဂဇင်းမှာဇာဇီအောင်ရေးသားထားတဲ့ငါမှတပါဆိုတဲ့ဝတ္ထုတူကိုဖတ်ပြမှာပဲဖြစ်ပါတယ်ကဲကျွန်တော်တို့တူတူဒီဝတ္ထုလေးကိုခန်းစားကြည့်အောင်ပါခင်ဗျာတိဟာမပြင်းနဲ့မိ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  စူးလီဖျားလန်ပြည်သူမုံတိုက်တောင်းမှကဲ့၍ကာတန်ယုံဘက်သို့ကိုယ်လိုက်သည်တွင် ကျွန်တော်မှလက်ဖြန့်ပြီးနောက်သို့ခုံဆုံးမိကျွန်တော်လက်ကိုလူတစ်ယောက်ကဖမ်းဆုပ်ထား၏ထရွတ်အုတ်ထုံနေကမျက်မှန်ပေါ်ပလင်တိုက်ပုံအင်ကြီးတို့နှင့်လူနှစ်ယောက်ကပြုံးကြည့်နေ၏ကျွန်တော်သည်သူတို့သုံးယောက်၏မျက်နှာများကိုကြည့်မိသည်ဘသူပါလဲ။အော်ဟိုတင်ကျွန်တော်ကသူတို့အမှတ်မိရန်စူးစမ်းကြည့်သည်တဖြည်းဖြည်းပေါ်လာရသည်ဟာတူမရ ကျွန်တော်လက်ကိုကင်ထားသူအားကျွန်တော်ကခေါ်ရင်တအားဖတ်လိုက်ပြီအေးကွာမင်းမှတ်မိတာပဲတပန်ကျွန်တော်ဒီထရွတ်အုတ်တုံးနဲ့လူနေရောက်အားဆက်လက်နှုတ်ဆက်သည်ဟိတ်ကောင်တွေမျက်မှန်ကြီးတွေကိုဖြုတ်လိုက်ကြစမ်းဖြုတ်ပါပြီတဲ့ဗျာကဲဘယ်သူလဲပြောသမ်းပါအောင်ဟဲ့ဟဲ့ထရွတ်အုတ်တုံးသမားနှစ်ယောက်ကမျက်မှန်ချိုရင်ရေရွတ်ကြပါ၏အမလေးကွာမင်းတို့နေရောက်အားအုတ်ရှောင်းနဲ့မကိုက်ပါကွာတိတ်ပြီးတော့လူဝါဝမနေကြစမ်းပါနဲ့ဟွန်း သူတို့သုံးယောက်ဒီကျွန်တော်အားဝိုင်းဖက်ကအားရပါရရီမောကြည်ကျွန်တော်ကပါသူတို့နေပြိုင်ပြီးရီမောမိကျွန်တော်အတန်ကအကျေဆုံးဖြစ်မိလမ်းတော်လမ်းလာများသည် ကျွန်တော်တို့လေးယောက်အားလဲပြန်လှည့်ကြည့်သွားကြ၏မိပွိုင်းကိုစောင့်ကြည့်ဟန်တူသောရင်ရဲတစ်ယောက်မှာအလုတ်ကိုပြည့်၍ကျွန်တော်တို့အားစိုက်ကြည့်နေ၏မင်းတိုင်ကျဲလုံးလိုဟောဟုမှရဲရကြည့်နေတယ်ဖမ်းမလို့နဲ့တူတယ်အုတ်ဆောင်ကရဲကိုမင်းငေါ်ပြ၏ လူတွေကလည်းမင်းကိုအယူထင်ပြီးတော့ကြည့်သွားကြတယ်။သူ့မိရကလည်းခနဲ့ကြီး။အစ်ကွာမင်းနဲ့ရောပြီးတော့ငါတို့ပါအဖမ်းခံရမှစိုးရတယ်ဟဲ့။မကိုက်ကကြည်စဲပြန်ကြီး။ပြောကြပါကွာ၊ကွဲနေတဲ့ဆက်နှစ်နှစ်လုံးလုံးနင်တို့ဘသူ့ကို သွားဆနေကြတယ်လဲ။ဘသူ့ကိုမှမစားဘူးလေ။အခုမောင်ရင်နဲ့တွေ့မှအတိုးချပြီးဆက်ရတာ။အော်ဟောလောင်ထားတယ်ဆိုပါတော့ဟုတ်လားအေးကွာ ။ဘောင်ရင်တော့ဘာလုပ်နေကြလဲ။စာတော့မရေးတော့ဘူးထင်တယ်။တဏီယာသွားပြီးတော့ပြောကြရအောင်ကွာ။ပြောစရာတွေမေးစရာတွေအများကြီးရှိတယ်။သူ့မိရကတတိပေးတဲ့ပြင်ကျွန်တော်ကတို့အားနီးရလက်ဖက်ရည်ဆိုင်တစ်ဆိုင်တို့ခေါ်လာခဲ့ပါသည်။လက်ဖက်ရည်ဆိုင်ထဲတွင် နေရာယူထိုင်မိကြလင်သူ့မိရကစတင်ဆိုသည်။ဘောင်ရင်ကတော့စာနဲ့လုံးဝအဆက်ပြတ်နေပါပြီ။ဟုတ်တယ်မို့လား။ဟုတ်တယ်ကွာ။ကျွန်တော်ကဝမ်းနေစွာပြေးမိပါသည်။ ငါတော့မရွေပဲနဲ့အိမ်တော်ကြလို့စာပီကိုမစွန့်ကျင်ပဲနဲ့စွန့်လိုက်ရပြီမဲ့မင်းတို့ရဲ့လက်ရာတွေကိုအမြဲနားစွန့်ရှာဖွေခဲ့တာပဲတကယ်ချင်းလို့ဒါပေမဲ့မင်းတို့ရဲ့လက်ရာတွေကိုငါမတွေ့ရတော့ပါကလားဂျိုင်ဘတ်ကွာသူမရကကျွန်တော်အားတနာစီယာဝင်းနေရတဲ့ကောင်းသပွဲကြည်ကမိတတ်ဤဘာလဲကွာရိုင်းနေဆိုတာမင်းကိုပြောတာကွာဘာဖြစ်လို့ငါတို့စာတွေရေးနေတာပဲကွာစာပီလောကကြီးတကူလို့ ဥဆောက်ဂျုံးပြန်ဖြစ်နေတာကိုတော့မသိအောင်မင်းကဘဲသွားပြီးတော့စစ်တူရင်ကစားနေလေ။အုတ်ဆောင်ကပေပေနေနဲ့အာပါရိယာရှင်များသည်ကျွန်တော်မှသူတို့၃ယောက်မျက်နှာများကို မော့ကြည့်ကအကဲခဲရသည်။သူတို့ဒီကျွန်တော်အားလှိမ့်နေခြင်းကမဟုတ်။မင်းတို့ကဘာတွေရေးနေလဲ။အရင်လိုပဲပေါ့ကွာ။အရင်လိုပဲဟူဒီမှာမြုပ်ကွက်ဖြစ်နေပါသည်။ထို့ကြောင့်ရှင်းရပါဦးမည်။အရင်လိုပဲဟူဒီကနှစ် ျွန်တော်တို့ဘူးတီတောင်မြို့ကလေးနိုင်ထွန်းအန်အောင်သာလှပေးနေကျွန်တော်တို့လေးယောက်ဒီမြို့ဤမျက်လုံးထဲဝင်သောပိုးကောင်ကလေးများဖြစ်ပါ၏ကျွန်တော်တို့ဒီဝေးလံတီကောင်းသောပြည်မမှရောက်ရှိလာသည့်လာချုံနှစ်ကျော်မဂ္ဂဇင်းများဝိတ္ထုစာအုပ်များကိုစုပေါင်းဝယ်ဖတ်ကြ၏တကြီးစီရဦးထွန်းပွားဤသမီးနီနီဇန်ကိုလည်းစုပေါင်းပို့ပန်းကြ၏နီနီဇန်ဒီကျွန်တော်တို့လေးယောက်လုံးကိုချစ်လဲဖြစ်မည်လေးယောက်နဲ့တယောက်ယောက်ကိုသာချစ်တန်ရာသည်လဲဖြစ်မည်တို့ပေသည့် မြို့မျက်နှာကျော်မတဲသောဒီလူများကိုအဘဲပါလင်ချိရိတ်ချင်းမော့ပြန်တုံပြန်ရပါမည်နီကျွန်တော်တို့အားဘူဒီတောင်တစ်မျိုးလုံးကမျက်စိနောက်ရခြင်းအကြောင်းမှာ စီကနေဆိုရင်ကျွန်တော်တို့ပါတော့ကြောင်ဖြစ်ညီသူတွေကပတုဆိုသည် ကျွန်တော်တို့ကမူနတော်လာရောက်လင်ခလေးတွေမုံပေး၍စားစရောနေခြင်းပါဤကျွန်တော်ကတပါပတိထွန်းအန်းကအခမ်းအနားမူအောင်သားကနယံကက်စားသောအေဒီတာလှဖေကထာဝရဗန္နာရေးမူ တနေ့တွင်နီနီဆန်အတွက်မေတ္တာစာတစ်စောင်ကိုကျွန်တော်ရေးနေစဉ်လှပေးတွေ့သွား၏ကျွန်တော်ဤသားစာမှာစကားပြေပြေမဟုတ်လင်္ကာပြင်ဖြစ်သည်ဟာဒီကောင်ကပြားတွေပါတွေဆက်လို့ပါလားယာယာတတ်တကွာသူအော်ကျအော်ကျလို့တပင်အောင်သားနှင့်ထွန်းအံ့လို့တီးသွားလေသည်ထွန်းအံ့ကအမေဒီကောင်ငါတို့မသိအောင်ကြိတ်လုံနေတယ်ပေါ့လေဟုတ်လားတစ်စပေါ့တို့ကဲ့သို့ဆို၏အောင်သားကမူဘယ်တိုက်ကိုပို့မှလဲကွာဟု၍မေးလေ၏ ကျွန်တော်မှာဟီးသားစာရေးနေတာပါဟု၍ပြောရမိကိုပဲတိမ်ငယ်သည်ထင်လာသည့်အတွက်မတ်မပြေမဂ္ဂဇင်းကိုပို့မလို့กว่าဟု၍ဖြီးလိုက်ရပါ၏ကျွန်တော်ကဖြီးလိုက်ခြင်းတိုင်းပြီးသို့ပေသည့်အနီကရလိုင်းသည်ထွန်းအံ့အောင်သာလှဖေတို့အားဝုံကနေရိုက်ခက်လေဒီကောင်းတော့ကဗျာရေးရင်ငါတို့ကတော့ဘာကြောင့်ကဗျာမရေးနိုင်ရမှာလဲလှဖေဤနဲ့ကျုံးသွားတယ်လို့ကဗျာတဲမဟုတ်ဘူးဝိထုပါရေးမယ်ကွာ အောင်သာကထိုးနေမဟုတ်ဟာ၍ ငါကတော့ကြပြဝိတုစောင်းမအကုန်ရေးမဟိထုံအန်ကသူ့ကလေးဆုံးပြချက်ချလိုက်ပါတော့ဤကျွန်တော်ဒီတို့အချိန်မှစ၍တွေးတောက်ရှုမဝတိုင်းရင်သူပရိသာမတ်မပြေယူဇနာတော်ဝင် ကလောင်စုံနဲ့ကဗတ်ရုပ်ဆောင်ဂျာနယ်များကိုစာပို့ဌာနဤအကူအညီဖြင့်လှမ်း၍နှောက်ယှက်ခြင်းပြုကြ၏ကျွန်တော်မှကြံသုံးရောင်းနှင့်ရောရောင်သွေးတောက်ပါရခြင်းဖြစ်စေကမူအဲဒီတိုင်းနှစ်သက်မှုကို အများဆုံးခံယူရ၏ ကျွန်တော်တို့ဒီစာပေဘက်နိုင်အဖက်သမားဘဝမှာအရေးသမားဘက်သို့ရောက်ရှိတိုးတက်လာကြ၏အခြေရေးတွေကမတိုးတက်ပေ။နေနီဇာမှာကျွန်တော်တို့နေရောဝင်ဆက်ဆံဝင်သောအခြေအနေတို့ဆင်းသက်မလာပေ။ရင်းနှီးတူပင်ခိုးကြည့်ဝှက်ကြည့်အစ်င့်တွင်သာနေရ၏။ထို့ကြောင့်ကျွန်တော်တို့ဒီမြို့လူလူ၏အမြင်ပြောင်းလဲအောင်ပြုလို့ရဲစည်းဝေးဆုံးပြတ်ကြပြီလင်မြို့ထဲလျှောက်အမိုင်လေသည်ရေမြောင်းတွေကိုလျှောက်ပေါ်သည် ပြက်နေသောလမ်းတွေကိုလေးရောက်အင်အားဖြင့်ပြင်ညာသည်မြို့လူလူ၏အမြင်ကမပြောင်းပေ။ တရက်နေလည်းမပြောင်းတစ်လနေလည်းမပြောင်းနှစ်လကြာ၍လည်းမပြောင်းနေသည်တခြားတစ်ပတ်တွင်လည်းရန်ကုန်စာနယ်ဇင်းတိုင်းများသို့ပို့ထားသမျှစာမှုတွေမှာမပြန်လည်မှတက်မလာသေးသော အခြေအနေတွင်ရှိ၏ကျွန်တော်တို့စိတ်တက်ကြလာ၏စိတ်လည်းညစ်လာ၏ဒီနေ့တွင်၄ရောက်သာစိတ်ညစ်ညစ်နှင့်မျိုးရဲလျှောက်လာကြသည်ဌာနအုပ်နှင့်ပတ်ပင်တိုးပါလိတော်၏ဌာနအုပ်ကမိုက်ဤဆိုဤရဲဤမြည်သူကိုမှလူမတင် ထာဝဇင်းလဲမူ၏ယခုလဲ၆လုံးပူကြီး လက်ကကင်၍တောက်လိုက်ဟေးဟေးဟိုဘက်လမ်းကိုမြန်မြန်ကွေ့မှာကောင်းမယ်ကျွန်တော်ကအကြံပေး၍လေးယောက်သားလမ်းကျိုးတစ်ခုတည်းသို့ကိုဝင်လိုက်ကြစဉ်ဟေးကောင်တွေဟေးကောင်တွေရက်လိုက်ကြစမ်းထိုကဲ့သို့သောဌာနအုပ်၏အတန်းကြောင့်ကောင်းကြီးသွား၏ကြည့်ကြရအောင်မပြေဘူးကွာကျွန်တော်ဤကြံကိုတုမရကပယ်ချ၏မင်းတို့ဘာကောင်းနေလဲဟေးဌာနအုပ်ဒီကျွန်တော်တို့ဤသို့ရောက်လာ၏မင်းတို့ငါတွေ့ကြနေတာကြာပြီကွာမင်းတို့ကောင်တွေတော်တော်လူဝါဝတယ်ကြာလို့ မဟုတ်ပါဘူးဆရာလှဖေကရိုသေကိုင်းဆိုင်စွာပြောလိုက်သည်တွင် မင်းငါ့ကိုဘာပြန်ပြောရလဲခွေသားထိုကဲ့သို့ပြောပြောဆိုဆိုလှဖေဤပါကိုရိုက်၏ဆရာလုံးမဲဆရာကျွန်တော်တောင်းပန်ပါရယ်ဆရာ အောင်သားကရှစ်ခိုးရီတောင်းမယ်ရအောင်သားကိုပါချီနှစ်ခံ၏မင်းလည်းအတူတူပဲထုံးအံကိုက၆လုံးပူနေထိုးချည်၏ဟာခိုးရီသားကြီးဖြစ်ခြင်းရဖြစ်ကွာထုံးအံသည်၆လုံးပူပုတ်ချပြီးဌာနအုပ်ကိုလက်သီးနေထိုး၏ကျွန်တော်၃ယောက်ကလည်းအုတ်ခဲကြောက်ခဲ တို့စသည့်ရရလက်နက်ဖြင့်ဝိုင်းတွေ့ကြရာဌာနဥမှာကွဲရပြဲရလဲရလေတော်၏ကျွန်တော်လေးယောက်မှာတမောဦးချင်းဂတ်အချုပ်တွင်ဆံမြရလေ၏အချုပ်တဲ့ရောက်လင်ငပီတောင်းသားဖြစ်ဖို့ကောင်းတော်လေကျွန်တော်အားဌာနဥရိုက်မှုနှင့်ပတ်သက်၍ကြိတ်ပြီးသဘောကျနေသောရေးသားကများနေသဖြင့်ကျွန်တော်တို့မှာကောင်းမွန်စွာနေထိုင်ရပေသည်ရောင်းနေဖို့အမိုက်လေလမ်းတွေပြင်းပြင်းဒုံးလာလုံးလုံးပေမန်းတည်ကမူမြို့လူတို့၏အေးဆိုင်မှုမခံခဲ့ရသောကျွန်တော်တို့မှာ ဌာနအုပ်ရိုက်မှုနေကြမှာတမျိုးလုံး၏အရေးဆိုင်ခြင်းခံရပါတော့သည်သက်ဆိုင်ရာလူကြီးမိဘများ၏ငွေကုန်ခံနိုင်မှုနိုင်ငံရေးသမားတို့၏စောင့်ရွက်ပေးမှုတို့ကြောင့်အချုပ်မှဘေးမတိရန်မခလုံးမြောက်လာသောနေ့တွင်ထုံးအပ်သည့်ကျွန်တော်တို့အားရင့်ကျက်သောမျက်နှာထားဖြင့်ကြည်လျက်ပျော်၏မင်းတို့ငါစကားတစ်ခုပြောခြင်းနေတခုလဲဆိုရင်တူလဲတူနဲလဲနဲမှာအောင်သာနောက်မနေနဲ့ကွာဒီကောင်စစ်တကောင်ကိုစံအိတ်ခိုးရောင်ကိုအကြံယူနေတယ်ထင်နေကွာ တဖေကထက်ဆင်ပြီးပြက်ရဲပြုတ်နေတယ်အောင်ထုံအန်းကမျက်နှာမပြတ်ပေငါတို့ကအမိုက်လဲလမ်းပြင်နဲ့သုံးလာလောက်ခဲ့တာဘသူကမှအေးမလုပ်ခဲ့ဘူးကွာဟောအခုဌာနအုပ်ကိုတမနဲ့တဲ့ဝိုင်းရိုက်လိုက်ကြတယ်တမျိုးလုံးကြော်သွားတာပဲသူဒီကျွန်တော်တို့သုံးယောက်အားလေးနဲ့စွာစိုက်ကြည့်နေပြီးမှစက်ပြော့ကြီးဒါဟာအလုတ်ရဲ့အကောင်းအဆုဟာမူလမဟုတ်ဘူးအရာဌာနရဲ့ထင်ရှားကြီးကျယ်ခြင်းသာမူလဆိုတာကိုပြတာပဲအေးဟုတ်တယ် ဥပမာကွာဒေဝရဟာဘုရားကိုစော်ကားခဲ့လို့သာထင်ရှားတာကွာရှင်ဒေဝလိလောက်ကိုသွားပြီးတော့စော်ကားရင်ဘယ်သူကမှဒေဝရက်ကိုသိကြမှာမဟုတ်ဘူးဇိန်နမနာလဲဟေ့ကောင်တော်ပြီကွာဥပမာထပ်မပြရတော့မင်းဘာလုပ်ချင်လဲပြောချင်တာပြောကျွန်တော်ကစကားပြတ်မိလိုက်ကြီးငါပြောချင်တာကငါတို့စာရေးတဲ့မှုပဲကွာကြပြာရေးလေဖက်စင်ကဘူးတူနဲ့ထုလို့ဆိုတဲ့သူများနဲ့မချားနာတဲ့ကြပြာတွေဝိတုရေးလေသူများနီးတူအဲ့လိုရေးနေလို့တော့တသက်မှာစုံမမတင်ဘူး တကယ်လို့သာဂျပန်ကိုတော်လှန်လိုက်တာအင်မတန်မှားတယ်ဆိုတဲ့အယူအဆမျိုးကိုတင်ပြရရဲ့ဟင်ဟိယတနိုင်ငံလုံးကဝိုင်းပြီးတော့ဖနောက်နဲ့ပေါက်မယ်မိပစက်ကိုပိတ်လိုက်ကွာငါကအစ်စံဘယ်ကိုပြောတာပါဒါကြောင့်ငါတို့ကသူများမလုပ်တာကိုလုံးမစာပီနေမှာငါတို့တိုးနိုင်ပါကွာဒါကြောင့်သူများမပြောတာကိုပြောသူများမလုပ်တာကိုလုပ်ပြီးတော့သူစကားမှာအဖိုးတန်လာတဲ့ပြင်ထုံအားကြီးအဆိုင်ကိုမစောက်နိုင်တော့ပဲပြီးတော့ဘာဖြစ်လဲမင်းမြန်ပြောကွာဟုကျွန်တော်ကမေးဤ ပြီးတော့ဝေဖန်ရေးကွာဟာဝေဖန်တယ်ဆိုတာစာပေဘဝတုတာနှံ့ဆက်တဲ့သူတွေအလုံးကွာဒါပေမဲ့မဟာဆွေတို့လိုရဲထုတ်ရဲကောင်းဒုက္ခမင်းဆွေတော်ရာဆွေတင့်တယ်တို့လိုနာမည်ကြီးထိတ်သီးတွေရဲ့ဝတ္ထုတွေကိုငါတို့လိုဘာမှမသိတဲ့ခြေထိတ်တွေကမကောင်းဘူးဘာဖြစ်တယ်ညာဖြစ်တယ်ပြောမှငါတို့နာမည်ကြီးတော့မှာပေါ်ဟာငါအာရမင်းဟာဒီဝရတ်တဆိုးတဲ့အလုပ်ပဲကွာလှဖေကဝေဖန်ခြင်းဖြစ်ပြီးအမေဘာဖြစ်လို့လဲစိုးစားမအောင် ဒေဝရက်ကဖျားကိုစင်ပြိုင်ထောင်ယုံမဲ့ရှိတာကဖျားကိုလူငှားတတ်တာကမင်းအလုတ်ကတော့ဖျားကိုကိုယ်တိုင်ဓာတ်နဲ့ထိုးတဲ့အလုတ်မျိုးပါကလားဘာပဲဖြစ်ဖြစ်လေငါတို့ဟာပထမငါတို့ဘူးတီတောင်မြို့မှာမင်းပါကြီးမင်းဖလောင်းမင်းစောဖြူတို့နန်းဆိုင်ခဲ့တဲ့မြို့ဖြစ်လူတွေယုံကြည်အထင်ကြီးအောင်တိတ်ထိတင်ပြီးတဲ့နောက်ငါတို့နိုင်မယ်ကြီးအောင်ထိတ်သီးတွေကိုရှုပ်ထက်ရမယ်သူများမပြောတာမလုပ်တာကိုလုပ်ရပြောရမယ်ဒီတော့ဒီလိုပဲယုံကြည်တယ် ကျွန်တော်ဒီထုံးအံ့ရင်အယူဆကိုမနေသက်ပေလက်တွေ့တွင်ကသူတို့နီးတူရင်နာမည်ကြီးစာရေးဆရာတွေကိုလှမ်း၍ပုတ်ခတ်ဝေပိုင်၏တာထုကဘလို့ဖုံးမြင်ဗမောတေအောင်တို့မြည်တို့ဖောက်ပြန်သည်တတ်တိုးတကုံးတားရမင်းရှင်မိုးဝေကအဘယ်မျှခြားသည်စသဖြင့်လှမ်း၍လှမ်း၍တူကြ၏ထိုစဉ်ကထုံးအံ့ကလောင်မီမှာတူမရအောင်သားကအုတ်ရှောင်းလှဖေကမကိုက်ဟူ၍အမိများယူထားကြသည် ဒီနောက်ပိုင်း၌ကျွန်တော်တို့မျိုးကလေးကိုမူဂျာဟစ်တို့ထိပါနှိပ်စက်လာသဖြင့်ကျွန်တော်ဒီတငယ်ချင်းများကိုစွန့်ခွာ၍ရန်ကုန်သို့ထွက်လာ၏။ကဲအားလျော်စွာပင်နေနီဇန်တို့မိသားစုမှလည်းရန်ကုန်သို့ရောက်လာကြရာကျွန်တော်မှနေနီဇန်နှင့်အကြောင်းပါတီမှဆ ảy ၍ဝါသနာပါသောဖျားဓာတ်တို့အလုပ်ကိုကြောခိုင်းခဲ့မိသည်မှာယနေ့အထိပင်ဝါသနာကိုကြောခိုင်းခြင်းမှာမအောင်မြင်သောကြောင့်ဖြစ်သည်။တောတစီရောင်ရင်းတို့၏လက်များကိုကအမြဲတစေစောင့်ကြည့်နေကြရာသူတို့လည်းမြုပ်ချက်သာကောင်းနေကြရာ ဇန်နှစ်ကျော်သောယနေ့မှာပြန်လည်တွေ့ရမြင်ရပြီးတော့သည်၃အရင်လိုပဲဆိုတော့မင်းတို့ဝေဖန်စာတွေရေးနေတယ်လို့ဆိုချင်တာလားကျွန်တော်ကရင်မရှင်းစွာပြမိကြီးမာလိုက်တော့လက်ဖက်ရည်ရောက်လာလေးလာခြင်းမကိုက်အမြေခံလှပေးကရှူကနေစုပ်တော့လိုက်ပြီးမှဖြစ်ကြီးဟုတ်တာပေါ့ကွာတိတ်ဟုတ်ပြီးတော့ငါတို့၃ယောက်ပဲကွာဗမာစာပေအရေးအသတ်စ်ဆိုပြီးတော့စာပေအယူစတည့်ရတင်လိုက်တာတပြီလုံးလှုပ်ခတ်မသွားဘူးလား ုတ်ရှောင်းအမီကန်အောင်သားကဝင့်ဝါစာမေးရင်ကျွန်တော်ကအိယာကတော့မှခေါင်းထောင်ကြည့်တယ်မကြားဘူးဟုပြေးလိုက်ပြီနင်းတို့ရဲ့ဗမာစာပေအရေးသားတစ်ဆိုတာကဘာတွေလဲကွာထိုကဲ့သို့ဆက်လက်မေးသည်ငါတို့လားအေးထွန်အန်ကတဘာဝိတ္တဆရာကြီးတဦးရင်ကျက်မှုကိုဆောင်းကလက်ပိုက်၍နှုတ်ဆိတ်နေ၏ကျွန်တော်ကလက်ဖက်ရည်ကိုငုံတောက်နေလိုက်၏ထွန်အန်က လေးစစ်တီးငိမ့်စွာပြောလေ၏ ငါတို့ရဲ့ဗမာစာပေတမိုင်းတစ်ချောက်ကိုပြန်ကြည့်ရင်ပြူစာမွန်စာစရပေးလိမ့်မယ်ကွာပြူရီယာမင်းစီမဒေတာကလာတဲ့ဂௌတလက်ရည်ကို အတုယူခဲ့ကြတယ်လို့မွန်တွေကပလဝလက်ရည်ကိုယူငင် သုံးဆွဲခဲ့ကြတယ်ကွာထိုအန်ဒီမျက်မှောင်ကြည့်လိုက်ရင်အဲ့ဒီမွန်နဲ့ပြူတို့ကို အတုယူပြီးဗမာကလည်းကဒံပဇလုံးပလဝဇလုံးတွေကိုယူပြီးတော့ဗမာစာရဲလို့ရေးခဲ့ကြတာပဲကွာအဲ့ဒီလို့ အနိရုဒ္ဓဒေဝလက်ထက်လောက်ကစပြီး တွင်ကျဲခစ်စားလာတဲ့ဗမာစာအဲ့နောက်ပုထုဇဉ်တို့ကမြားစီတီကြောက်စားလို့ခေါ်နေတဲ့ကုပြောက်ကြီးဖရာကြောက်စားရီမှာဆိုရင်စကားပြောတာနဲ့ရေးတာဟာတီးကြခွဲခဲ့ပုံမရဘူးပြောတာနဲ့ရေးတာအတူတူပဲဘလို့အထောက်အထားရှိလို့လဲကြောက်စားတွေကိုတူနဲ့ခောက်ရင်အတန်ထွက်လာသလားဟိကောင်မစော်ဟနဲ့ကွာပကိုင်းနေအုတ်ဆောင်တို့ကဗျိုင်းတူဝိုင်းရီဟောက်ကြပါကြီး sorry ကွာဟဲ့ဟဲ့ အရေးအသားရှင်းလင်းတယ်တူတူနဲ့လူရင်းကိုမိတယ်ဒါစကပြောအတိုင်းရေးခဲ့လို့ပေါ့ကွာအဲပင်ရအင်းဝညောင်ရန်ဂုံးပေါင်းဆိုတဲ့ခစ်တွေရောက်တော့တစတစအရေးကွန်လာလိုက်ကြတာစကပြီးတခြားစာရေးတခြားဖြစ်သွားတော့တာပါပဲကွာနဘေမင်းသားကာယံမင်းသားတွေတွင်ကျလာလိုက်တာလေယုံတရားကောင်းပါရောအဲ့ဒီတော့မင်းတို့ကနေုံလေသူမရကလောကအလုံးကိုတိမြင်နှမ်းဆက်ဟန်တူတော်တိတ်ခါမျိုးဖြင့်လဝါကာပြာကြီးဒီတော့ခနစ်လုံသားပြည်သူတွေမှာစာရီဖက်ကြည့်ရင် စကားပြောတာနဲ့မတူတဲ့အတွက်စာရေးအတိတ်ပဲကိုပြန်ပြန်စဉ်းစားနေရတာနဲ့အချိန်ကုန်ပဲအဲ့ဒီအခက်အခဲကလည်းလွတ်ပြီးစာပေနဲ့ပြည်သူနီးစပ်မှုရအောင်စာနဲ့စကားတညီတဲ့လှုပ်တင်နေဆိုတဲ့အယူအဆတည့်ရတင်ထားတယ်ဘလို့ဘလို့ရှင်းပါဦးဥပမာကခနစ်စာရေးကြရမှာဈေးတဲ့လာပါအုံးဟုတ်ကျွန်တော်ခေါ်သည်စကားပြောနေကြတော့ဈေးတဲ့လာပါအုံးလို့ကျွန်တော်ခေါ်တယ်အဲ့ဒီကို꿰နေတယ်မို့လား အဲ့လိုကွဲမနေစေပဲစကားပြောရင်လဲဈေးတယ်လာပါအုံးဟူကျွန်တော်ခေါ်သည်စာရေးတော်လဲဈေးတယ်လာပါအုံးဟူကျွန်တော်ခေါ်သည်ဆိုပြီးတညီတဲ့ဖြစ်ရင်ဦးကြီးတွေအတွက်တိတ်ပြီးတော့အဆင်ပြေမှာပေါ့ကွာဟုတ်တယ်ဟုတ်တယ်ဒီယူဆအင်မတန်ကောင်းတယ်ဒါအောင်ငါစောစောကမတိရမဖက်ရနာတကွာကျွန်တော်ကဝမ်းနဲ့ပက်လက်အမြည်ကျွေးလိုက်မိတယ်မင်းတို့ရန်ကုန်စနေပုတ်ကမောင်တွေအဲ့ဒါခတ်တာပဲအုတ်ဆောင်ကပြစ်တင်မြန်မာကြီး ငါတို့ရဲ့ဗမာစာပေအရေးသားတဲ့အယူအဆကြီးကိုမင်းမသိသေးတာရာစုနှစ်နှစ်စုတိတိနောက်ပြန်ဆွဲသွားတော့ကတူမီယာကကြွေးကြော်ပြန်ပါ යි ။အေးကွာမင်းတို့ပြောရင်လည်းငါတော့ခင်ရမှာပဲ။ကဲပါလေဒါကိုထားပါဦး။မင်းတို့ငွေပန်းနေဆိုတာတွေလည်းတစိမ့်ပြောပြစမ်းပါအောင်တငယ်ချင်းတို့ရာငါသိချင်လို့လို့ပါ။ကျွန်တော်ကခရရတောင်းပန်တီတွင်အုတ်ဆောင်ကတောက်အံ့ဆဲဆဲလက်ဖက်ရေပကန်းကိုချထားလိုက်ပြီး တတ္တလောကကြီးတစ်ခုလုံးကိုမဟာကယုဏပွားသောမျက်လုံးများဖြင့်တဆိုင်လုံးကိုချုပ်ကြည့်လိုက်ပါ၏။အုတ်ရှောင်းရတန်းကလေးနဲ့ဤအချင်းချင်းမို့ပြောရရင်ဒီကိစ္စကတော့ပရိသတ်အလယ်မှာဖျားကိုဓာတ်နဲ့ထထိုးတဲ့စတန်မျိုးလို့မင်းဆိုခြင်းဆိုမှာပဲ။မဆိုပါဘူးကွာ။အေးငါပြောချင်တာကခဏိမြမစာပီအเจ้าကဆက်ရလိမ့်မယ်။ခဏိမြမစာပီဆိုတာမှာခဏိလောလောဆယ်ဖြစ်ပေါ်နေတဲ့မြမစာပီရဲ့အခြေအနေအရက်ကိုဆိုလိုတာပဲ။ ကနေ့မြမစားပေးဆိုတာနဲ့ခစ်တဲ့မြမစားပေးဆိုတာမတူဘူးနော်မကိုက်ကဝင်ရောက်ရှင်းပြလာပြန်တဲ့ပြင်ကျွန်တော်ကဒါမင်းပြောမှလားကွာဟုမန်ကြီးကနေ့မြမစားပေးဆိုရမှာဗရဏအဖြစ်ကနေ့ထင်ရှားခစ်စားနေတဲ့ဇာကြီးဆရာတို့ရဲ့ဇာများကိုသာဆိုလိုပါတယ်ဇာဆိုရမှာလဲဝိတုပြဆက်ကြပြအဆရှိတဲ့ရတစားပေးတဲ့ဘောမှာအကျုံးဝင်တဲ့ဇာတွေပေါ့ကွာဒါပေါ့ဒါပေါ့ပထမဆုံးနဲ့လက်ဦးဆုံးအနေနဲ့ဝိတုတွေအကြောင်းကိုငါတို့စဉ်းစားကြည့်မယ် ဘယ်လိုစဉ်းစားမလဲဝိတုတို့နဲ့ဝိတုရေးပြီးတော့နှမျိုးနှစားခွဲခြားစဉ်းစားကြမယ်ဝိတုရှင်နဲ့ဝိတုတို့ခွဲခြားမှုမှာအများစာဖတ်ပရိသတ်ခွဲခြားတတ်မှတ်လေးရှိတဲ့အတိုင်းပဲခွဲခြားကြည့်မယ်ကွာအများစာဖတ်ပရိသတ်ကဝိတုတို့ဆိုတာဟာတာမန်အဖြစ်မဂ္ဂဇင်းဝိတုတို့မျိုးဝိတုရှင်ဆိုတာဟာတာမန်အဖြစ်နှစ်ချက်တန်လုံးချင်းဝိတုတပုတ်စာထက်မနေရှည်တဲ့ဝိတုမျိုးကိုဆိုတာပဲအဖိုးတန်လိုက်လေကွာဝိတုတို့လောကမှာထင်ရှားပြီးတော့အရေးများတဲ့စာရေးဆရာတွေကတော့ခေနေယုသိမ့်ဖေမြင့် တကုံတရားမြတန်းတင့်အောင်လင်းမောင်တာရတင့်ဆန့်တော်ရာဆွေမင်းရှင်မင်းကျော်အောင်စိုးကြည်အေးထေမောင်စေဖြူချွတ်အောင်သိတော်မူကဒါပေမဲ့စနေလမရှိတဲ့ငါတို့ရဲ့ပေတန်းနဲ့တိုင်းလိုက်တော့တရောက်မှအသုံးမချဘူးကမှတ်သားလို့ဆရာပါပဲကွာဝိထုရှင်လောကမှာအရေးများပြီးတော့ထင်ရှားတဲ့ဇာယိဆရာကြီးတွေကတော့ဒူဟောတက္ကသိုလ်ဖုံးနိုင်ခင်းနှင်းယူကြည်အေးသိမ့်ပေမြင့်မမော်တင်အောင် မင်းကျော်နတ်နွယ်မြတ်တန်းတခင်မြတ်တင်ဆန်းရန်ကုန်ဘာဆွေတို့ပဲကွာသူတို့လည်းငါတို့ရဲ့၁၂လက်မှပေတံနဲ့တိုင်းလိုက်တော့ဝဲကြီးပဲသိကောင်းတာပဲဟဲ့ကျွန်တော်ကလှိုင်လဲအားရစွာချီးကျူ၏အခု तू ပြောသွားတဲ့စီးရင်ထဲမှာဝါရိပ်ပြီးတော့ထင်ရှားတဲ့ဇာရိတ်ဆရာတွေဝါနုပြီးထင်ရှားတဲ့ဇာရိတ်ဆရာတွေဝါနုပြီးမထင်ရှားတဲ့ဇာရိတ်ဆရာတွေအများကြီးကြံကြသေးတော့ကွာဒါဟာတမင်ချန်တာပဲဘာဖြစ်လို့လဲဆိုတော့တို့ကစာဖက်ပြိသက်ပေါ်မှာဩဇာညောင်းလောက်အောင်အရေးမများတာတို့ အချို့ကြတော့လေအဲ့ဒီစာရေးဆရာတွေရဲ့နောက်လိုက်စာရေးဆရာတွေပဲဖြစ်လို့ဖျောက်ပစ်ခဲ့တာအုတ်ဆောင်ကသူ့မယအမောဖြေဝင်ရအောင်ဝင်ရှင်းသည်သူ့မယပြောတဲ့စာရေးဆရာအလုံးအလကားပဲဆိုတာကဘလို့သုံးသက်ချက်ကြောင်းလဲအုတ်ဆောင်ကပင်ဆက်လက်ရှင်းပြ၏ကခင်နေอยู่ကလူတွေကိုအာဃာတမထားရတရားဟောပြီးတော့မေတ္တာကြီးနင်းအဖို့ခိုင်းနေတာကကြည်ရေးကရောတက္ကသိုလ်ကျောင်းသူတွေအပြင်းထူနေတာကိုပဲဇလန်းဖွဲ့နေတာက မင်းရှင်နဲ့အောင်ဆိုးကြတော့လေထုံတကွရန်ကုန်ပါဆွေကွာဒီမောင်ကြီးကတရေကောင်းဝါရသမားတကူတော်ဝါရသမားပဲကွာစိတ်ပြက်စရာပါတင်ဆက်ထင်းမောင်နဲ့စင်ပြူကျွန်းအောင်သိန်းတို့ကတော့ပြည်သူလူထုအကျိုးပြုချက်ဆိုတဲ့မှန်ကန်ဖြောင့်တန်းတဲ့ဥတည်မှုမရှိကြပါဘူးကျန်နာရီရောကွာကျန်နာရီကတော့အတုံးကိုလုံးလုံးမကြဘူးဟေနောက်တော့ကဟာတာကြီးတက်တက်ကြီးတဲ့မောင်တွေကိုကြည့်ပါဦးဇင်းအောင်တာကရိုးကြက်ကလေးတို့ဆိုတာဟာလေ စကလုံးတွေကိုကလပန်ထိုးပြီးတော့အင်မတန်တိမ်တဲ့ပြက်လုံးတွေကိုရေးကြတာပဲ။အင်းမင်းတို့နဲ့တော့တွေ့မှာပဲမမစာရေးဆရာတွေတယောက်မှအတုံးမကြကြောင်းသိရတော့တယ်။ဒါနဲ့ပဲဟုတ်မလဲကွာဝိတုကျေသမားတွေကြံသေးတယ်ဒီဘိုင်းကိုငါပြောပြမယ်။မကိုက်ကတက်လှဲတောင်းဝင်ယူပြန်ပါ යි ။ခင်းင်းယူရဲ့ချိုတာလှပတဲ့စကလုံးလေးတွေကိုရှောင်ကျင်ကြဖို့လိုသလိုတက္ကသိုလ်ဘုန်းနိုင်ကိုလည်းရှောင်းသိတယ်။သူကဗမောတရားနှုတ်စဉ်က တော့ကာတာဘဲရင်နဲ့အရေးအသားကိုပြန်လဲတူးဖော်ပြီးစားနေတဲ့ဖောက်ပြန်ရေးသမားကသူ့ရဲ့တပည့်တာဝကတွေကတော့ဇန်းလွင်နဲ့ဟန်ဝင်းအောင်ပဲမှတ်သားဝယ်ပါပဲကွာဒူဝန်ကတော့ဈေးတယ်စာရေးဆရာကွာနေသမားစာရေးဆရာဖြစ်တဲ့မင်းအောင်ငွေလင်းစီဗျကျိုးအောင်သိန်းနဲ့လင်းယုံတစ်လွင်တို့ဟာလည်းပညာတတ်ပြုပြင်ရေးသမားဇက်လိုက်နဲ့တကြီးသားဒါမှမဟုတ်မင်းရှင်သားတို့ဤစားလူကြတာကလွယ်လို့လေးနဲ့တဲ့လူတန်းသားတိုက်ပွဲတွေကိုနောက်ခံထားပြီးတော့မရေးတတ်ကြပါဘူး ဟာမင်းပြောနေတာဟာသာရမအကျိန်ပုံနေတဲ့မိုးအောင်မြေပြင်တအုပ်ထဲကိုဖတ်ပြီးတော့ရမ်းနေတာအထင်မှားရဲ့ကွာဘုံလဲမြေလိုတောင်ဒီပါလိုတီတာတောင်ကြီးဦးလိုဟာမျိုးကြတော့မဖတ်မိဘူးဟုတ်လားဒီမဲ့တကယ်ချင်းသိုးသားရဲ့အရာတာကိုသိကြရင်တကဘာလုံးမှာရှိတဲ့သိုးတွေကိုရှောက်သက်စားဖို့မလိုဘူးသိုးသားတစ်ဖက်ထဲစားရုံနဲ့သိုးသားရဲ့အရာတာကိုသိပါတယ်သူမရကခိုင်လိုစီလျော်သောအကြောင်းပြချက်ကိုပေးလိုက်ကကြပြအကြောင်းဆွေးနွေးကြအောင်ဆိုကွာ အဲ့ဒါကိုငါပြောမယ်သူကဲ့သို့ဆိုပါသည်အေးကွာလုံဆမ်းပါဦးကဗျာဆရာတွေကိုအပိုင်းလိုက်ခွဲကြကြည့်လိုက်ရေတိုးတက်တဲ့ကဗျာဆရာများရှီဟောက်တမယိုးကြကဗျာဆရာများစိတ်တဘေးဒကဗျာဆရာများနဲ့ခစ်ဆန်းအနွယ်ကဗျာဆရာများဆိုပြီးတော့လေးပိုင်းပိုင်းလို့ရတဲ့အထက်မှာတိုးတက်တဲ့ကဗျာဆရာတွေကလွဲရင်ကျန်တာအလုံးဟာအလကားပါပဲမှတ်သားလောက်ပါတယ်ကွာတိုးတက်တဲ့ကဗျာဆရာတွေဆိုတာကလည်းငါတို့ဘူးတိတော်မျိုးကကဗျာဆရာတွေပဲကွာ ကဗျာခေဆန်းစာပေခေအပိမှာအလင်းပြက်လာခဲ့တာငါတို့ဘူဒီတောင်ကဗျာဆရာကလေးတွေလက်ထက်ကြမှာတခစ်ပြန်ထွန်းလာတာကွာလေအိုးဂုံယူဆရာပါလာတငယ်ချင်းတို့ရဲ့ကျွန်တော်ဒီလိုက်လဲကြည်နူးစွာရေရွတ်မိပါတော့ဒီသူမရအုတ်ရှောင်းနဲ့မကိုက်တို့မှလည်းကျွန်တော်အားဝင်ကြွားစွာစိုက်ကြည့်နေကြပါဤဒါလောက်စာပေလောကကြီးတစ်ခုလုံးကိုခြုံပြီးတော့သုံးတက်နိုင်ဖို့ဆိုတာဟာစာရီအများကြီးဖက်ရမှာပဲနော် စာရီဖတ်နေရတာနဲ့ပဲမင်းတို့တော့အလုတ်တောင်လုပ်ရတော့မှမဟုတ်ဘူးတင်နေကဲပြောကြစမ်းမင်းတို့တက်လာတက်လာမှာစာအုပ်ဘလောက်ဖတ်လဲအနည်းဆုံး1000တော့ရှိရမယ်ဟဲဟဲမဖတ်နိုင်ပါဘူးကွာတုံမရကငြိမ်သက်စွာပြေဒါဖြင့်900กว่าဟဲဟဲတဲပြီးအတင်ကြီးတာဟုတ်ကွာ250กว่าမင်းဟာတဲပြီးထူတာကိုကွာတနေ့လုံးနေမှာလုံချင်းတုံးနဲ့မဂဇင်းတုံးလောက်ပဲဖတ်နိုင်တယ်တိလားဒါတော့တမန်းစီကငှားဖတ်ရတာ သူမရရင်စကားအဆုံးတွင် အုတ်ရှောင်းကဖြစ်စို့ပေးလိုက်ပြီးသူတို့၃ယောက်လုံးကျွန်တော်အဝိုင်းကြီးလေးရအားရပါရရီမောနေကြပါနေတော့သည်ကပိစံကွာဆက်လက်ဝဲခြင်းလို့ပတ်ဆက်တမတ်လောက်မိပြောရတာနဲ့ကရွင်းချင်လိုက်တာ သူမရကကျွန်တော်တန်းမှရှားပါ၍အဖိုးတန်းသောအကျွေးတမတ်တောင်းပြီးဆိုင်ပြင်းသို့ထွက်သွား၏ပစ်လှုပ်ခြင်းလို့ဘယ်နှတော့ရမလဲအုတ်ဆောင်ကတဆက်တဲ့မေးလာပြန်တဲ့ပြင်ကျွန်တော်ကဆိုင်လိုသမားတယောက်ကိုခေါ်၍ အုတ်ရှောင်းအားအနှံလိုက်ရပါ၏။ဇပွဲတွင်ကျွန်တော်နှင့်မကိုက်သာနှစ်ယောက်တည်းကြံ၏။ကျွန်တော်ဒီမကိုက်အားရွှေရွှန်းဆဆကြည့်မိ။ဝမ်းသာတဲ့တငငယ်ချင်းအခုလိုမင်းတို့နဲ့မမျှော်လင့်မဲ့တွေ့ရတာဗမာစာပေလောကတစ်ခုလုံးကိုငါတို့မျိုးလေးကတိတ်တိတ်တုံအောင်လုပ်နိုင်တာကပြာလောကမှာလည်းအတိုးတက်ဆုံးအတော်ဆုံးဆိုလို့ငါတို့မျိုးလေးကမင်းတို့သုံးယောက်ပဲရှိတယ်ဆိုတာအတွက်ငါကုန်ယူလို့မဆုံးဘူးတငငယ်ချင်းမကိုက်ကနှကန်းကုန်မဲ့ဤသုံးယောက်လို့မပြောစမ်းပါနဲ့ကွာ ဟာဘာဖြစ်လို့လဲ ထိုးအပ်နဲ့အောင်သာဘာအသုံးကြလဲကွာငါဥဆောင်နေလို့စိတ်နှက်အယောင်ကြောင့်ပါးပြောင်နေတာပဲဟာတကယ်တော့အလကားကောင်တွေပဲကျွန်တော်မျက်လုံးပြူးသွားပါသည်ဟာတငယ်ချင်းဟာဗမာတပီလုံးကဝိတုတူရေးတဲ့ဇာရေးဆရာတွေဝိတုရေးတဲ့ဇာရေးဆရာတွေကဗျာဆရာတွေတယောက်မှအသုံးမကျဘူးပြောရတာအမေရလို့ကိုမျိုးကကိုအချင်းချင်းကိုတော့မှမကောင်းပြောပြန်မိလားအေးလေကောက်မှမကောင်းပဲကိုတငယ်ချင်းဟွန်း ဒီလိုဆိုရင်ဗမာတပီလုံးကကလောင်ကင်တဲ့သူတွေတယောက်မှအတုံးမကြဘူးလို့ဆိုကြနေတာပေါ့အေးလေဒါလိုဆိုရမှာပဲဒါဖြင့်အတုံးကြတဲ့ကလောင်သမားရေလို့ရှိသေးလားမကိုင်းအမေခံလှပေးသည်ခဏမှစဉ်းစားလိုက်ပြီးလေသူ့ကိုကိုလက်မအဖြစ်ထိုးညွှန်ပြရင်လေးနဲ့စွာပြောလိုက်ပါ၏အေးကောင်းတဲ့သူတော်တဲ့သူဆိုလို့ငါတယောက်ပဲရှိတော့တာပဲစင်အောင်